အနှစ်မရှိတဲ့ဇာတ်တွေကိုနားမထောင်ဖြစ်ဖို့ကြိုးစားပါ။ဘာပြုလို့လဲဆိုတော့ဦးဇင်းတို့လူရင်းပဲပြောမယ်။အနှစ်မရှိတဲ့ဇာတ်တွေတန်ဖိုးမရှိတဲ့ဇာတ်တွေကိုနားထောင်မိရင်အဲ့ဒီအချိန်မှာတန်ဖိုးမရှိတဲ့အတွေးတွေဖြစ်နေတာသိကြတယ်။တန်ဖိုးမရှိတဲ့စိတ်ကူးတွေတန်ဖိုးမရှိတဲ့စိတ်တွေဖြစ်နေတယ်။တန်ဖိုးမရှိတဲ့စိတ်တွေတန်ဖိုးမရှိတဲ့အတွေးတွေဖြစ်နေရင်အဲ့ဒီအချိန်မှာတန်ဖိုးမရှိတဲ့လူတယောက်ဖြစ်နေတာသိကြလား။ ဒီစိတ်ကလေးဒီအတွေးလေးနဲ့လူလုံနေရတာအတွေးကတန်ဖိုးမရှိဘူးစိတ်ကတန်ဖိုးမရှိဘူးဆိုအဲ့ဒီအချိန်မှာတန်ဖိုးမရှိတဲ့လူတယောက်ပေါ့ဗျာမှန်ပါဟုတ်လားမှန်ပါဒါကြောင့်တန်ဖိုးမရှိတဲ့ဇကားတွေကိုနားထောင်နေတဲ့အချိန်မှာငါဒီတန်ဖိုးမရှိတဲ့အတွေးတွေတန်ဖိုးမရှိတဲ့စိတ်တွေဖြစ်နေတဲ့အတွေ့အကြောင်းတန်ဖိုးမရှိတဲ့လူတယောက်ဖြစ်နေပြီဘဝဟာတန်ဖိုးရှိတယ်အချိန်ဟာတန်ဖိုးရှိတယ်တန်ဖိုးရှိတဲ့အချိန်တွေတန်ဖိုးရှိတဲ့ဘဝတွေခွန်အားတွေကို တန်ဖိုးမရှိတဲ့အဖြစ်နဲ့ငါဖြုံးတိပြစ်နေတာပဲလို့ထိတ်လန့်တဲ့သဘောရှိရမယ်။မြင့်မြတ်တာတွေလုံနိုင်ခွင့်ရှိနေတာကိုနင့်ကြတာတွေကိုလုံနေတယ်။အဲ့တော့တန်ဖိုးမရှိတဲ့ဇကားတွေကိုနားထောင်လို့အကျိုးဆုပ်ယုတ်တာတွေအများကြီးရှိပါတယ်ဗျာ။ဇကားနောက်လိုက်သွားပြီးတော့တခါတည်းတချို့များလိုက်ပြီးတော့ဖြည့်ရှင်းသည်အထိမိုက်ပြတာတွေရှိတယ်နော်။မှန်ပါဗျာ။အဲ့တော့ဦးဇင်းတို့တန်ဖိုးမရှိတဲ့ဇကားနဲ့ပတ်သက်ပြီးတော့ အကျေတဝင်ကြီးမပြောချင်ဘူးဟုတ်လားအမြင့်ကစဖြတ်လိုက်မယ်နားမထောင်ဖြစ်အောင်ကြိုးစားပါနားထောင်ဖြစ်သွားရင်တော့အကျေအကျေမငိမ့်ပွေတယ်ဓာခုတ်ရလက်ရှူဟုတ်လားနော်ဓာခုတ်ရလက်ရှူမိတတ်တယ်နော်စကားတွေနားထောင်ပြီးတော့ကိုယ်နဲ့ဘာမှဆိုင်ညာမဆိုင်သူများအမှုတွေတဲ့ဝင်ပါတချို့ဆိုရင်တန်ငါရှင်းရဒီစကားဟိုပို့ဟိုစကားဒီပို့ဟာကိုကကြားတဲ့ကနေပြီးတော့ဟိုလူကမတရားတာဒီလူကမတရားတာကို့မယ် ရှုပ်ရှက်ကိုခတ်နေတာပဲဟင်ဒကမကြီးများကို့အလုံးနဲ့စားဝတ်နေရည်တွေနဲ့ကို့ဘဝခန္ဓာရည်တွေနဲ့ရှုပ်ရတဲ့ကြားတဲ့ဒီအနှစ်မရှိတဲ့ဇကားတွေကို ဖြည့်ရှင်းနေရတဲ့အရှုပ်တွေကထပ်ပြီးတော့များနေသေးတယ်အဲ့တော့တန်ဖိုးရှိတဲ့လူတယောက်ဖြစ်ချင်တယ်ဘဝမှာလေးလေးနက်နက်ဖြစ်ချင်တယ်ဆိုရင်တန်ဖိုးမရှိတဲ့ဇကားတွေဟာငါရဲ့ဘဝကိုတဖြည်းဖြည်းနဲ့လှိုက်ရှားနေတာလို့သဘောပေါက်ပြီးတော့တတ်နိုင်သမျှ နားမထောင်ဖြစ်ဖို့ကြိုးစားဟုတ်ရလားမှန်ပါအေး